မင်္ဂလာပါရှင် MM Thinka YouTube Channel ရဲ့နိုင်ငံတကာစစ်ရေးသုံးသပ်ချက်များအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့အတွက်နောက်ဆုံးရကမ္ဘာစစ်ရေးသုံးသပ်ချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။ဒီနေ့မှာတော့အဓိကအနေနဲ့ယူကရိန်းစစ်မြေပြင်ကအရေးကြီးတဲ့အလက်အပြောင်းတွေ American နဲ့ Venezuela ကြားကပလဲရေကြောင်းတင်းမာမှုတွေအကြောင်းကိုနည်းနည်းနဲ့ဆွေးနွေးသွားခြင်းပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့တလင်းတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။အထူးသဖြင့် ခေတ်သစ်ပွဲဒီမှာနီးပညာကဘလောက်အရေးပါလာလဲဆိုတာ ਨੇ နိုင်ငံတကာဆက်ဆံရေးမှာစစ်ရေးထက်စီးပွားရေးဖီးယားပိမှုတွေကပိုပြီးတော့ထိရောက်နေသလားဆိုတာကိုမိမောင်းထုတ်ပြနေသလိုပါပဲဟုတ်ကဲ့ဒါဆိုရင်တော့အာလိုစိတ်ဝင်စားဆုံးဖြစ်နေမဲ့ယူကရိန်းစစ်မျက်နှာက အခြေအနေနဲ့ပဲဆက်လိုက်ကြရအောင်နော်ကူပီယန်စ်နဲ့ပိုဂရော့စ်မြို့တွေမှာယူရှားတက်တဲ့ဘေးဒုက္ခလို့တော့ပြောလို့ရတဲ့အခြေအနေတွေဖြစ်ခဲ့တယ်လို့သုံးသက်ချက်တွေတွေ့ရပါတယ်။ ကူပီယန့်စ်မှာဘာတွေဖြစ်ခဲ့ရလဲဆိုတာလေးအရင်ဆုံးပြောပြပေးပါလားရှင်ဟုတ်ကဲ့ကူပီယန့်စ်မြောက်ပိုင်းမှာကယူရှာတက်တွေကတက်ကဲကိုကြီးမားတဲ့ထောင်ချောက်တစ်ခုထဲမှာပိတ်မိသွားတဲ့ပုံစံမျိုးဖြစ်သွားတာပါအော်ထောင်ချောက်ထဲမှာပိတ်မိတယ်ဆိုတာကဆိုတော့သူကတစ်ဖက်မှာအော့စကိုမြေကြီးရှိနေတယ်နောက်တစ်ဖက်မှာကြာတော့ယူကရိန်းတပ်တွေရဲ့ထိုးစစ်ကရှိနေတယ်အဲ့ဒီကြာမှာညက်ပိတ်မိသွားတာပေါ့ပထဝီဝင်အနေထားအရောက်ကိုအကြက်အသေးဖြစ်သွားတဲ့သဘောပေါ့နော်ဟုတ်ပါတယ် ဒါမဲ့အစုံအဖြတ်သစ်ဆုံးကတော့သူတို့ရဲ့ထောက်ပံ့ရေးလမ်းကြောင်းပဲ Holobifk data မှာရှိတဲ့သူတို့ရဲ့တခုတည်းသော supply line ကို Ukraine ဘက်ကလုံးဝကိုဖြတ်တောင်းနိုင်လိုက်တယ်။ကြောင်ပြတ်သွားပြီဆိုရင်တော့တော်တော်လေးအချင်းတွေဆိုးသွားပြီပေါ့နော်။မှန်ပါတယ်။စစ်ပွဲမှာထောက်ပံ့ပို့ဆောင်ရေးဆိုတာတက်သွေးကြောပဲလေ။အဲ့ဒီသွေးကြောကိုဖြတ်ချလိုက်တာနဲ့တတ်တက်တလုံးရဲ့တိုက်ခိုက်နိုင်စွမ်းဟာအချင်းတို့အတွင်းမှာကိုပြိုကျသွားနိုင်တယ်။အဲ့တော့ပိတ်မီနီရဲ့တက်တွေကထောက်ပံ့ရေးကြောဘယ်လိုကြိုးစားကြသေးလဲ။သူတို့ကြိုးစားပါတယ်။ မြေကိုဖြတ်တီတော့လေ drone လေးတွေမောင်းသူမဲ့ဆက်လေကလေးတွေတုံးပြီးပစ္စည်းပုံပကျူးစားခဲ့တယ်ဟုတ်ကဲ့တမမအဲ့ဒီနေရာမှာယူကရိန်းရဲ့ drone တပ်ဖွဲ့တွေကဝေးဟင်းမှာလုံးဝကိုအသာစီးရနေတယ်ဆိုတော့ယူရှားရဲ့ကြိုးပမ်းမှုတိုင်းရာယူကရိန်း FPV drone တွေအတွက်လေ့ကျင့်ရေးပြစ်မှတ်လေလို့ပဲဖြစ်သွားခဲ့တယ်ဒါဆိုရင်ရုရှားရဲ့ထိုးစစ်ကိုရက်တန်စေယုံတက်မကပဲဝိုင်းဖက်ချေမှုန်းဖို့အထိပါလမ်းပွင့်ထားတဲ့သဘောပေါ့နော်တိတိကြကြပါပဲ ဒါကယူကရိန်းရဲ့ခံစစ်ပြူဟာဘလတ်ထီရောက်လဲဆိုတာကိုပြနေတာပါနောက်ထပ်စစ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကဘော့ခရော့စ်မှာနော်ရာဇီဥတုကအရန်ဆိုးရွားနေတဲ့ကြားကရုရှားရဲ့စစ်ရင်တန်းတစ်ခုလုံးဖျက်ဆီးခံလိုက်ရတယ်ဆိုတော့အများစုကထင်ကြတာကဒီလိုနင်းနေကြမြူတွေဆိုင်းနေရင် drone လည်းတုံးလို့မရတော့ဘူးလို့လीဟုတ်ပါတယ်အဲ့ဒီချက်ကပဲယူကရိန်းသုံးနေတဲ့ drone နိပညာဘလောက်အစစ်မြင့်နေပြီလဲဆိုတာကိုပြနေတာပါတာမန် GPS နဲ့သွားတဲ့ drone တွေဆိုရင်ဒီလိုခြေနေမှာအခက်တွေ့နိုင်တယ် ဟုတ်ကဲ့ဒါပေမဲ့30တူတွေကယူကရိန်းဟာ fiber optic control drone တွေသုံးနေတယ်လို့ယူဆကြတယ်ဆိုလိုတာက drone နဲ့ထိန်းချုပ်သူကြားမှာအလွန်သိငယ်တဲ့ဖန်ကျူးမင်းလင်နဲ့ချိန်ဆက်ထားတာအော်အဲ့လိုကိုဟုတ်ကဲ့အဲ့ဒီတော့ရုရှားရဲ့ electronic jamming လို့ခေါ်တဲ့နှောင့်ယှက်မှုတွေကိုလည်းကြော်လွှမ်းနိုင်တယ် mean green machine တောင်း drone မှာပါတဲ့ thermal camera တွေကနေတဆင့်ဖြတ်မှတ်ကိုရှင်းရှင်းလင်းလင်းမြင်ပြီးတိတိကျကျတိုက်ခိုက်နိုင်တော့လာပါဒါကတော့ တကယ်ကိုနေပညာပိုင်းဆိုင်ရာအသာစီးရမှုကစစ်မြေပြင်မှာဘလောက်တောင်အဆွန်အဖက်ပေးနိုင်တယ်လဲဆိုတော့ကိုပြနေတာပဲနော်သိချပါတယ်ကဲကုန်းမြေပေါ်ကတိုက်ကွဲတွေပြင်ပြလဲနှတ်ထဲမှာလည်းအရေးပါတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့သိရတယ်ဟုတ်ပါတယ်ယူကရိန်းရဲ့ Megura ပင်လယ်ပြင်ပေါ်ဒရုန်းတွေကရုရှားရဲ့ Shuttle Fleet လို့ခေါ်တဲ့ဖွဲ့ဝင်ရေနံတင်းတင်ပေါ်တစ်စင်းကိုထပ်မံတိုက်ခိုက်ခဲ့ပြန်တယ်ဒီနေရာမှာတုံးတဲ့ Shuttle Fleet ဆိုတဲ့စကားလုံးကဘာကိုဆိုလိုတာပါလဲရှင်ဒါကတန်ခပ်ပိတ်ဆို့မှုတွေကိုရှောင်ပြီးလျော့ဝတ် တက်ပေါ်နေတဲ့တင်ပေါ်အုပ်စုတွေကိုဆိုလိုတာလားတိတိကျကျပါပဲဒါတွေကရုရှားရေနံတွေကိုနိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေအနေနဲ့လွတ်အောင်ခြေအားခံလို့မရအောင်တဲပေးနေတဲ့အယက်စတင်ပေါ်ကွန်ရတခုပေါ်အလန်ဟုတ်တူလေတုံးတယ်အမခံမရှိတဲ့တင်ပေါ်အဟောင်းနေနဲ့တဲကြတာအင်းယူကရိန်းကအဲ့ဒီတင်ပေါ်တွေကိုပြတ်မှတ်ထားတာကဘလို့အကျိုးသက်ရောက်မှုရှိနိုင်ပါသလဲဒါကယူရှားရဲ့စည်ရပြတ်မှတ်ကို တိုက်ခိုက်တာတဲ့ပိုးပြီးထိရောက်နိုင်တယ်ဘာလို့လဲဆိုတော့ ဒီလိုတိုက်ခိုက်မှုတွေကြောင့်အာမခံကုမ္ပဏီတွေကဒီရေလမ်းကြောင်းကိုဖျက်တဲ့တင်ပေါ်တွေကိုအာမခံမပေးရတော့ဘူး။အော်ဟုတ်ကဲ့။တင်ပေါ်သားတွေကလည်းအတက်အန္တရာယ်ကိုကြောက်တီးအလုံးမလို့ရတော့ဘူး။ဆိုတော့ဒါယူရှားရဲ့စစ်ပွဲအတွက်ငွေကြီးထောက်ပံ့နေတဲ့စီးပွားရေးတွေးကြောကိုတိုက်ရိုက်ဖျက်တောက်နေတာနဲ့တူတူပါပဲ။ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးယူရှာဝါဒဖြန့်ချိရေးပကအိုဒက်ဆာမျိုးကိုတင်ပိုက်ဖို့အတွက်အကြောင်းပြချက် ဖြစ်တယ်လို့ပြောလာကြတယ်နော်လက်တွေ့မှာအိုဒက်ဆာကိုရေချောင်းကနေဝင်တိုက်ဖို့ဆိုတာဖြစ်နိုင်မှာမလားရှင်အဲအဲ့ဒီချက်ကဝါဒဖြန့်ချိရေးနဲ့လက်တွေစစ်မြေပြင်ကြကကွာဟာချက်ကိုအထင်ရှားဆုံးပြနေတာပဲအိုဒက်ဆာကိုရေချောင်းကနေတင်ဖို့ဆိုရင်အင်အားကြီးမားတဲ့ကန်တက်စစ်စင်ရဲ့လို့ရမှာဟုတ်ပါတယ်ဒါပေမဲ့လက်ရှိမှာရုရှားရဲ့ပင်လယ်နဲ့ခြေတိုင်းဟာ ယူကရိန်းရဲ့မောင်းတူမဲ့ပင်လယ်တွာဒရုန်းတွေရန်ကနေကကွယ်ဖို့သူတို့ရဲ့အကောင်းဆုံးစစ်တင်ပေါ်တွေကိုတောင်းစိတ်ကန်းနေတဲ့မှာပဲပုံအောင်ထားရတဲ့ခြွေနေလေဟုတ်ကဲ့ဒေါ်လာတန်းရာကြီးတန်းတဲ့စစ်တင်ပေါ်ကြီးတွေကဒေါ်လာတောင်းကနန်းလောက်ပဲတန်းတဲ့ဒရုန်းတွေရဲ့ပင့်မှတ်ဖြစ်နေတာဒီလိုအခြေအနေမှာကန်တက်စစ်စင်ရွေးဆိုတာကတော့စိတ်ခူးရင်စစ်မှာပဲရှိပါသေးတယ်ယူကရိန်း၏အပြင်တခြားကမ္ဘာနေရာတွေကတင်းမာမှုတွေကိုလည်းဆက်ပြီးလေ့လာကြည့်အောင်ပါအရှိအလဲပိုင်းကဂါဇာရေးမှာတန်တမာရေးရလှုပ်ရှားမှုတွေရှိလာတယ်လို့သိရပါတယ် ဟုတ်ပါတယ်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ကလာမယ့်အစောပိုင်းမှာဂါဇာညင်းချမ်းရေးဖို့အဖွဲ့ဖွဲ့စည်းမဲ့အစည်းအဝေးကိုကျင်းပခဲ့တယ်။ဟာမတ်ဘက်ကတော့ဘလို့တုံ့ပြန်မှုတွေရှိပါသေးလဲ။ဟာမတ်ခေါင်းဆောင်တဦးဖြစ်တဲ့ခေလင်မီရှော့ကတော့လက်နက်အပြည့်အစုံဆွန့်လုပ်ဖို့ကိုလက်မခံဘူး။ဒါပေမဲ့လက်နက်တပ်စစ်မှုရပ်တန့်ရေးကိုတော့စဉ်းစားနိုင်တယ်လို့ဦးရဲမြန်ပြောဆိုခဲ့တာမျိုးရှိပါတယ်။ Palestine အနော်ပိုင်းအဖွဲ့ဘက်ကတော့ဥက္ကဋ္ဌမတ်မုသ်အဘတ်ကတော့စပိန်ခရီးစဉ်အတွင်းမှာနိုင်ငံဖြည့်ရှင်းချက်ကိုပဲ ထောက်ခံကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းမှမူတစ်ခုကတော့ American နဲ့ Venezuela ကြားမှာဖြစ်ပွားခဲ့တယ်နော်။ American က Venezuela ကမ်းလွန်ကယင်းနန်တင်တင်ပေါ်ကြီးတစ်စင်းကိုတင်ရှိခဲ့တယ်ဆို။ဟုတ်ပါတယ်။သမ္မတ Trump ကတင်ပေါ်ကိုတင်စီကြောင်းအတည်ပြုခဲ့ပြီးတင်ပေါ်ပေါ်ကယင်းနန်တွေကိုကျွန်တော်တို့ယူလိုက်မယ်လို့တောင်ပွန့်ပွန့်လင်းလင်းပြောခဲ့ပါတယ်။ Venezuela ဘက်ကတော့ဒါကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တယ်နော်။နိုင်ငံတကာပင်လယ်သားပြတ်တိုက်မှုလို့တောင်းတုံးလုံးသွားတယ်။မှန်ပါတယ်။ American ရှေ့နေချုပ် ဖန်ဘွန်ဒီကတော့ဒီတင်ဘောဟာဗင်နီဇွဲလားနဲ့အီရန်ကတန်ခတ်ပိတ်ဆို့ခံထားရတဲ့ရေနံတွေကိုတရားမဝင်တင်ပို့နေတဲ့ကုန်ရက်ရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကတိချဖြစ်ရတဲ့ခုလား။ဒါမှမဟုတ်ပိုဤတဲ့မဟာဗျူဟာတစ်ခုရဲ့အစိပ်ပိုင်းဖြစ်ရှုမြင်နိုင်မလားရှင့်။ဒါပိုကျဲပြန့်တဲ့အစိပ်ပိုင်းတစ်ပုဒ်ရဲ့အစိပ်ပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။အမေရိကန်ကကာရိုဘီယံပင်လယ်ထဲမှာမူရစေဝါတိုက်ဖြတ်ရေးခေါင်းစဉ်အောက်က Operation Southern Spear ဆိုတဲ့စစ်စင်ရဲတစ်ခုကိုလှုပ်ဆောင်နေတယ်။ဆိုတော့ဒီတင်ပေါ်တင်စီမှုကမဒူရိုအစိုးရအပေါ်မှာစီးပွားရေးနဲ့စစ်ရေးအရာဖိအားပေးနေတဲ့ကျေပြန့်တဲ့မဟာဗျူဟာရဲ့တစိတ်တပိုင်းဖြစ်ရှုမြင်နိုင်ပါတယ်။ကောင်းပါပြီရှင်။နောက်ဆုံးအနေနဲ့စစ်ပတ်သုံးပစ္စည်းတွေကိုစစ်ပွဲတွေမှာမဟုတ်ပဲတခြားနေရာမှာဘလို့အသုံးချနေလဲဆိုရယ်စိတ်ဝင်စားစရာသတင်းတပုတ်ကိုဆွေးနွေးချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့တည်တယ်မှာပဲ။ဟုတ်ကဲ့။ အင်ဒိုနီးရှားသမရပရဘိုဝိုဆူဘီယန်တူကဆူမထရာကျွန်းမှာဖြစ်ပွားနေတဲ့တမာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေအထွတ်ကမ္ဘာအကြီးဆုံးသေယူပို့ဆောင်ရေးရရင်ဖြစ်တဲ့ယူရှားလို့ MI26 ကိုမကြာခင်မှာရရှိတော့မယ်လို့ကြေညာခဲ့ပါတယ်။ MI26 ဆိုတာဘလောက်တောင်ကြီးမားပါသလဲ။လက်ရှိသုံးနေတဲ့ရဟတ်ယာဉ်နည်းနဲ့ရှင်ရင်လေ။သူကကူလန်ဂျိန်နက်ဆာဒါမှမဟုတ်စစ်တီကုစုဦးကိုတည်ဆောင်းနိုင်တယ်။အင်ဒိုနီးရှားမှာလက်ရှိအသုံးပြုနေတဲ့ MI70 တို့ caracal ရဲ့ရင်ဒီတဲ့အစားများစွာပိုကြီးမှာပါတယ်။ဩတော်တော်လေးကိုကြီးရပဲနော်။ဒါကိုဝယ်ယူရလားဓမ္မမို့ငါရမ်းတာလားဆိုတာကိုရောသိရပြီနာရှင်။အဲ့ဒါကိုတော့အတိအကျမသိရသေးပါဘူး။ဘလိုပုံစံနဲ့ရရှိမလဲဆိုတာကတော့စောင့်ကြည့်အောင်ပါပါ။ဒီထိရကဘလိုခေတ္တစီချောင်းတစ်ခုကိုပြနေနိုင်မလဲရှင်။ဒါကအဓိကကြတဲ့စစ်ပတ်သုံးပစ္စည်းတွေကိုလူသားချင်းစာနာမှုအကူအညီ နဲ့တဘာဝဘဲအန်တွေတုံ့ပြန်ရင် HIV ကလုံမြန်းဒီမှာပြန်လဲအထုံးပြူလာတဲ့ခေတ်ရေးစီကြောင်ပြသနေတာပေါ့ဟုတ်ကဲ့အထူးသဖြင့် Indonesia လို Ring of Fire မှာတည်ဆည်တဲ့နိုင်ငံတကာနိုင်ငံအတွက်တဘာဝဘဲကိုတုံ့ပြန်နိုင်စွမ်းမြင့်တင်ရဲ့ရေပါမှုကိုလည်းဖော်ပြနေတာပေါ့ကောင်းပါပြီရှင်ဒီနေ့ဆွေးနွေးကြတာတွေကိုပြန်ပြီးချုံငုံတုံတရရဲ့နော် Ukraine စစ်မြေပြင်မှာ drone တွေနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေရေးပါမှုနောက်ပြီးတော့ဂါဇာနဲ့ဗင်နီဇွဲလာမှာဆက်လက်ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတင်းပေါမှုတွေ နောက်ဆုံးမှာတော့စစ်ပတ်နီးပညာကို လူသားအကျိုးပြုလုပ်ငန်းတွေမှာအသုံးပြုလာတဲ့အင်ဒိုနီးရှားရဲ့ခြေလှမ်းတစ်တွေကိုတွေ့ခဲ့ရပါတယ်ရှင်။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံချမ်းသာဟဲ့ခြင်းပါတယ်။ဟုတ်ကဲ့ပြောပါရှင်။တပတ်မှာယူကရိန်းစစ်ပွဲကတင်းငယ်ပြီးထိရောက်တဲ့ drone တွေရဲ့အရေးပါမှုကိုပြသနေတယ်။ဒါပေမဲ့နောက်တစ်ပတ်မှာကျတော့အင်ဒိုနီးရှားကတဘာဝဘေးခေစေရဲ့ကြီးမားတဲ့ရိုးရရဟတ်ယဉ်ကျေးကိုဝယ်ယူဖို့ပြင်ဆင်နေတယ်။ တော်တော်လေးစန့်ကျင်ဘက်လို့ဖြစ်နေရနော်ဟုတ်တယ်ဆိုတော့အရာကတ်မှာ နိုင်ငံတွေအနေနဲ့စစ်ပွဲတွေရော လူသားချင်းစာနာမှုအကူအညီ ပေးရမှာပါဒီလိုသေးငယ်တဲ့မောင်းသူမဲ့စင်စစ်တွေနဲ့ကြီးမားတဲ့ရိုးရာစစ်ဘက်သုံတီစီတွေကြားကလိုအပ်ချက်ကိုဘလို့ချင်းခွင်းလျာညီသွားကြမလဲလေရင်တင်တင်ဘောတွေတင့်ကားတယ်လို့ကြီးမားတဲ့ပိုင်ဆိုင်မှုတွေဟာအနာဂတ်မှာအင်အားတဲ့သင်္ကေတအဖြစ်ဆက်ရှိနေ ਉ မလားဒါမှမဟုတ် တန်ဘိုးကြီးပြစ်မှတ်တဲ့အဖြစ်ပဲကြံခဲ့မလားဆိုတာကစိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲဟုတ်ကဲ့ပါရှင့်တကယ်ကိုစဉ်းစားစရာအချက်ပါပဲဒီနေ့အချိန်ပေးပြီးအသေးစိတ်ဆွေးနွေးသုံးသပ်ပေးခဲ့တဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်ရှင်ကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သပ်ပေးလိုက်ပါတယ်ရှင်မင်္ဂလာပါရှင် MM သင်္ကန်း YouTube channel ရဲ့နိုင်ငံတကာစီးရီးသုံးသပ်ခြင်းများအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ The Debate အစီအစဉ်ကိုကြိုဆိုပါရစေ။ ကျမတို့က2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့အတက်နောက်ဆုံးရကမ္ဘာစီးရေးသုံးသပ်ချက်တွေကအဓိကစစ်ပွဲသတင်းတွေကိုဦးစားပေးသုံးသပ်ထားမှာဖြစ်ပါတယ်။ဒီနေ့အတွက်ကျမတို့ရဲ့အဓိကအကြောင်းအရာကတော့လက်ရှိယူကရိန်းစစ်ပွဲမှာရုရှားရဲ့စီးရေးဆွမ်းရည်အခြေအနေပါပဲ။အဓိကမေခွန်းကရုရှားစစ်တပ်ဟာစစ်မြေပြင်က ကြီးမားတဲ့ဆုံးရှုံးမှုတွေအဲပြီးတော့ပြည်တွင်းကစစ်ပွဲရဲ့ဖိအားတွေကြောင့်စစ်နေကြပြိုကွဲနေပြီလား။ဒါမှမဟုတ်ဒီစင်ခေါ်မှုတွေအလုံးကိုချက်ကျင်ခံပြီး တို့ရဲ့ရည်မှန်းချက်တွေရောက်တဲ့အထိဆက်တက်နိုင်တဲ့အင်အားရှိနေတော့ဘယ်လားဆိုတာပါပဲဒီဆွေးနွေးမှုကတော့စစ်မီပင်ကနောက်ဆုံးရအချက်လက်တွေကိုအခြေခံထားပါတယ်ကျမကတော့ယူရှာစစ်တဟာနေရဆိုမှာအကြောင်းတွေပေါ်နေပြီးရေရှည်မှာဒီစစ်ပွဲကိုဆက်နိုင်ထို့အတော်လေးအမောဆိုနေပြီဆိုတဲ့ဘက်ကနေတုံးသက်တင်ပြသွားမှာပဲရှင်ဟုတ်ကဲ့ပါဗျာကျွန်တော်ကတော့ရှုတော်နေနေဦးနဲ့ကြည့်ချင်ပါတယ်ယူရှာမှာစင်ခေါ်မှုတွေအားနေချက်တွေရှိနေတာမှတ်ပါတယ်ဒါပေမဲ့လေသူတို့ရဲ့အေယာမအင်အားနဲ့အရေးမစ်တွေကို short တော့မရသေးဘူးလို့မြင်တယ်ဆိုတော့ဒီစစ်ပွဲကဘသူနီးပြူဟာကပိုကောင်းလဲဆိုတာ tag အမ်ဘသူကအချိန်ပိုကြကြာဒန်ခနိုင်လဲဆိုတဲ့အာဇံပွဲ war federation ဖြစ်နေတဲ့အတွက်ယူရှားဘက်မှာအာသာချက်တွေရှိနေတော့ပဲဆိုတဲ့ဘက်ကနေတင်ပြသွားမှာပဲဗျာကောင်းပါပြီဒါဆိုဂျူမရဲ့ဒီအချက်ကိုအရင်ရှင်းပြပါလိမ့်အခုယူရှားမှာကြုံနေရတဲ့ပြဿနာတွေကလေဒီကြဖျက်ဖျက်လေးတွေမဟုတ်တော့ဘူးလို့ဂျူမမြင်တယ်ဒါတွေကစစ်နှစ်တစ်ခုလုံးရဲ့အကွဲမှုကိုပြနေတဲ့လက္ခဏာတွေပါ ဥပမာပြလင်နဲ့ခုပဲကြည့်လေယူကရိန်းရဲ့မောင်းတုံမဲ့အရင်ရင်တွေကယူရှားရဲ့ရင်းနံတင်တင်ပေါ်တွေကိုတောင်ဖြစ်မှတ်ထားတိုက်ခိုက်နေပြီယူရှားရဲ့ကဒါကိုမကာကွယ်နိုင်ဘူးဒါကသူတို့စစ်တင်ပေါ်တွေတင်မကားဘူးကုန်းတွယ်ရေးလမ်းကြောင်းအလုံးဂျုံရွေးကိုပါအာမမခံနိုင်တော့ဘူးဆိုတဲ့ဒီဖက်ပဲပေါ့ကုန်းကြီးပေါ်မှာဆိုပေါ်ထောင်ရှင်းတွေတယ်ကိုဘီယန်စကော့ပီယမ်စ်မြောက်ပိုင်းမှာဆိုရင်ယူရှားတပ်တွေထောက်ပံ့ရေးလမ်းကြောင်းဖြတ်ပြီးထောင်းချောက်ထက်ပိတ်မိနေလဲ ဘိုးခရော့စ်ဘိုးခရော့စ်မှာဆိုရာတီဥတို့မကောင်းတော့ခိုးချောင်ခိုးဖတ်ထိုးဖို့ဖို့စူးစားလဲသူတို့ရဲ့တန်ချကားရန်တန်းကြီးတစ်ခုလုံးယူကရိန်းဒရုန်းတွေလက်ချက်နဲ့အငွေ့ပြန်သွားလဲဒီဖြစ်တွေကိုတစ်ခုချင်းစီမကြည့်ပဲပုံကြည့်ချဲကြည့်လိုက်ဒါဟာယူရှားရဲ့ဗဟိုထင်းချုံမှုအကောင့်တဲ့ဆိုတဲ့စစ်ပက်ဆန်ရာတန်းနာကြီးကိုချုပ်ဖြစ်လိုက်တာပဲသူတို့ရဲ့ထိပ်ပိုင်းနောက်လောက်ကြီးစစ်မြေပြင်ရဲ့ဒရုန်းစစ်ပွဲလို့ပြောင်းလဲပြင်လဲတိုက်ပွဲပုံစံတစ်တီကိုလိုက်မမီနိုင်ဘူး ဗီရစီဝါရဲကလည်းစစ်ရန်တရားကြီးကိုအစစ်မဖြေအောင်မထောက်ပတ်နိုင်ပါဘူးဆိုတဲ့စနစ်တစ်ခုလုံးရဲ့အခွဲမှုကိုပြနေတာပါဂျူရိုက်ဒေတာကစစ်ယုံတွေမှာအလုတ္တမားတွေကိုလက်စမပေးနိုင်တာစစ်လျင်နေမကြာခဏပက်ကြနေတာတွေကဒီအချက်ကိုပိုပြီးခိုင်မာစေပါတယ်ရှင်တင်းတော်ပြသွားတဲ့အချက်တွေကအမှန်တရားတွေပါပဲဟုတ်ပါတယ်ဒါပေမဲ့ဒါတွေကဇလိုင်းရဲ့တချမ်းပဲလို့ကျွန်တော်ထင်တယ်ရုရှားရဲ့ကြံခိုင်မှုကိုကျွန်တော်တို့ရှော့မတော်သင့်ဘူးဗျာ ဟုတ်တယ်သူတို့ပင်လယ်လက်မှုအထိနာနေတယ်ကုန်းပေါ်မှာလည်းအထိခိုက်အဆုံးရှုံးများတယ်ဒါပေမဲ့ဒီဆုံးရှုံးမှုနှုန်းကရုရှားရဲ့စစ်သားစုဆုံးနိုင်စွမ်းနဲ့လက်နက်ထုတ်လုပ်နိုင်စွမ်းထက်တကယ်ပဲပိုများနေပြီလို့ပြောနိုင်တဲ့ထောက်ထားခိုင်ခိုင်မာမာရှိပါသလားဒါမှမဟုတ်ဒီဆုံးရှုံးမှုတွေဟာသူတို့ရဲ့အင်အားပြိုင်စစ်ပွဲ Wolf Edition မဟာဗျူဟာထဲမှာထဲသွပြီးသားလက်ခံနိုင်တဲ့ဆုံးရှုံးမှုတွေဖြစ်နေနိုင်ဦးလားဗျာရုရှားကဒီစစ်ပွဲကိုအနိုင်ရှုံးအများပုံမဲ့စစ်ပွဲလို့မမြင်ဘူးနဲ့ ယူကရိန်းနဲ့သူ့ရဲ့နောက်မဟာမိတ်တွေစိတ်တက်ကြပြီးတထောက်ပံ့နေရပ်သွားတဲ့အထိအချင်းဆွဲတိုက်ဖို့ကြိုးစားနေတာသူတို့ရဲ့စီးပွားရေးကလည်းနောက်နိုင်ငံတွေထင်လောက်မြန်မြန်မပြိုလဲသွားဘူးရုရှားပြိုပန်းကိုယ်တိုင်က soft landing ဆိုတဲ့စကားကိုသုံးထားတယ်ဆိုလိုတာကဖိအားရရှိပေမဲ့ထိန်းချုပ်ထားနိုင်လို့မယ်ဒါကြောင့်စစ်မြေပြင်က နေဗျူဟာပိုင်းဆိုင်ရာရှုံးနိမ့်မှုတွေကိုကြည့်ပြီးရုရှားစစ်တပ်တစ်ခုလုံးပြိုကွဲနေပြီလို့ကောက်ချက်ချဖို့ကတော့စောလုံးတယ်လို့ချက်ပေါ်မြင်ပါတယ်ဗျအဲ့ဒီအင်အားပြိုင်စစ်ပွဲဆိုတဲ့အချက်ကိုကျွန်မဆက်ဆွေးနွေးခြင်းပါတယ် ခုပြင်းစ်နဲ့ပိုဂရော့ဖ်စ်ကပြည့်တီကတင်ပြောသလိုလက်ခံနိုင်တဲ့ဆုံးရှုံးမှုဆိုတာထက်ပိုပါတယ်။ဒါတွေကယူရှားရဲ့နီးဗျူဟာပိုင်းဆိုင်ရာကြာရှုံးမှုကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာ။အထူးသဖြင့်ယူကရိန်းရဲ့ drone စစ်စင်ရေးကိုယူရှားကထိထိရောက်ရောက်မတုံ့ပြန်နိုင်သေးဘူး။ပိုဂရော့စ်မှာဆိုရင်ရာထီဥတုဆိုးလို့ drone တွေမလွတ်နိုင်လာဘူးဆိုတော့မောင်ရွေးနဲ့ယူဆချက်နဲ့တိုက်စစ်ဆင်ခဲ့တာလေ။ဒါဟာထောက်လိုင်းရင်းနဲ့အဆုံးဖြတ်ချက်ချမှတ်မှုမှာဘလောက်အားနည်းနေလဲဆိုတာကိုပြတယ်။ ဒါနဲ့မကဘူးသူတို့ရဲ့အခင်မဲလီကြောင်းရံကာကွယ်ရေးစစ်တွေရေးဖြစ်တဲ့ထောသို့ဘော့ခ်စ်တို့လိုအရေးကြီးတဲ့လက်နက်တွေအများဖျားဖြစ်စီခံနေရတဲ့ဒါကနေရာတစ်ခုတည်းကအားနေချက်မဟုတ်ဘူးစစ်မီပင်တစ်ခုလုံးမှာသူတို့ရဲ့တန်းချက်ကားတက်တွေအမြောက်တက်တွေကိုကာကွယ်ပေးထားတဲ့ ठी ကိုဖောက်ထွင်းခံနေရတာနဲ့အတူတူပဲဒီလိုအခြေအနေမှာလက်ခံနေတဲ့ဆုံးရှုံးမှုဆိုတဲ့စကားလုံးကမှန်ရဲ့လားရှင်တင်ပြောတဲ့ဘိုဂရော့ဖ်စ်ကကြာဆုံးမှုကထောက်လန်းရေးအားနေချက်ကိုပြတယ်ဆိုတာဟုတ်ပါတယ်ဒါပေမဲ့ အဲ့လိုနီးပြူဟာပိုင်းအမားကြီးရှိနေတာတောင်ရုရှားကဘာလို့ရှိကိုနည်းနည်းချင်းစတိုးနေနိုင်သေးလဲဆိုတာကိုလည်းကြည့်ဖို့လိုတယ်ဗျ။တနည်းအားမဒရုန်းကြောင့်အထီနာနေချိန်မှာတခြားနေရာတွေမှာသူက gliding bombs လို့ခေါ်တဲ့အာလီရင်ကပစ်ချလိုက်ပြီမဲ့သူ့ဘာသာဆက်ပြန်ပြီးပစ်မှတ်ကိုတိတိကျကျထိမှအောင်လုပ်နေတဲ့ဘုံမျိုးစားတွေနဲ့ယူကရိန်းရဲ့ကာကွယ်ရေးလိုင်းတွေကိုအဆက်မပြတ်ဖိအားပေးနေတုန်းပဲ။ဆိုလိုတာကသူတို့ကဆူးရှုံးမှုကိုဂရုမစိုက်တဲ့နီးပြူဟာကိုတောင်းနေတာ။ တို့မှာလူအင်အားလက်နက်အင်အားပို့များနေသေးတဲ့အတွက်နေရာတစ်ခုမှာအလွဲချော်ဖိရင်နောက်တဲ့နေရာကနေအင်အားသွင်းပြီးဖြစ်တိုက်တယ်။ဒီနည်းလမ်းကရက်ဆက်တယ်အကျဉ်ဆုံးများတယ်။ဒါပေမဲ့ယူကရိန်းရဲ့အင်အားကိုအရင်မြင့်နှီးပါမှုကိုဖြစ်ဖြစ်ရင်ဝါမျိုးသွားနေတဲ့လားလားရှိနေသေးတယ်။ကူပီယန်စ်မှာထောက်ပံ့ရင်ပြက်တာမှန်းတယ်။ဒါပေမဲ့အဲ့ဒီနေရာကရုရှားတပ်ကသူတို့ရဲ့အဓိကတိုက်စစ်မဟုတ်ဘူးလေ။သူတို့ရဲ့အဓိကတပ်တွေကဒွန်ဘတ်စတီသားမှာစုနေတာ။ဒါကြောင့်နေရာတစ်ခုကအခြေအနေကိုကြည့်ပြီး စစ်ပွဲတစ်ခုလုံးရဲ့ပုံကြီးကိုဆွေးလို့မရသေးဘူးလို့ကျွန်တော်မြင်တယ်။ဒါပေမဲ့အဲ့ဒီလိုအင်အားသုံးပြီးဖိတိုက်တဲ့နီယူဟာကရေရှည်မှာဘလခနိုင်မှာလေ။အဲ့ဒီမှာစစ်ပွဲကံတာကဝင်လာပြီးရုရှားရဲ့စစ်ပွဲဖိအားကစစ်မြေပြင်ကိုတိုက်ရိုက်တက်ရောက်နေပြီးယူရဲတီတာကစက်ယုံဒီမှာလဆာမပေးနိုင်တာကဇလန်းတစ်ခုပဲ။ဒါကသူတို့ရဲ့စစ်လက်နက်ထုတ်လုပ်ရေးကွင်းဆက်တစ်ခုလုံးမှာပြဿနာရှိနေတာကိုပြတယ်။ စစ်လေရင်ဒီမကြာခဏပြတ်ကျနေတာကလည်းပြုပြင်ထိသိမ်းမှုအားနည်းချက်တွေနဲ့အနောက်နိုင်ငံလို့အပိုးပစ္စည်းတွေပြတ်လတ်မှုကိုဖော်ပြနေတာပဲရေနံစေးကြဆင်းမှုနဲ့နိုင်ငံတကာရဲ့ပိတ်ဆို့ရေးယူမှုတွေရဲ့ရေရှဲကျိုးတက်ရောက်မှုကသူတို့ရဲ့စစ်ဆေးကိုထောက်ပံ့နိုင်စွမ်းကိုတဖြည်းဖြည်းရွတ်ကြစေမှာတင်ပြောသလိုသူတို့ကအင်အားသုံးပြီးအချိန်ဆိုးတိုက်ခြင်းတယ်ဒါမဲ့အဲ့ဒီလိုတိုက်ဖို့လိုအပ်တဲ့ကြီးစားနဲ့ဒုံးကြီးရန်တွေကိုထုတ်လုပ်ပေးရမယ်စစ်ပွားရေးစစ်နှစ်ကိုယ်တိုင်ကနာမကျိုင်းသေးနေရဲ့သူတို့ရဲ့မဟာဗျူဟာကြီးတစ်ခုလုံး တဲတဲ့ရေးသွင်းဖြစ်သွားနိုင်တယ်လေအေးကအနောက်နိုင်ငံတွေထင်တယ်လို့အရင်အမြန်ပြိုလဲမသွားဘူးသူတို့ကစစ်ကာလစီးပွားရေးအဖြစ်အသွင်ပြောင်းပြီးလက်ပတ်နေတာဟုတ်တယ်ယူရယ်ကစက်ယုံတစ်ခုမှပြဿနာရှိနိုင်တယ်ဒါပေမဲ့ရုရှားနိုင်ငံတဝမ်းမှာရှိတဲ့စစ်ဆက်ယုံဒီအားလုံးရဲ့အခြေအနေကိုကိုးစားမပြုနိုင်ဘူးလေသူတို့ကဒီစစ်ပွဲကိုနိုင်ငံရဲ့အဓိကဦးစားပေးတဲ့ဖြစ်သက်မှတ်ထားတဲ့အထွတ်လိုအပ်တဲ့အရင်းမြစ်တွေကိုတခြားကဏ္ဍတွေကနေရွှေ့ပြောင်းသုံးစွဲနေတာဥပမာ ရပတ်သွင်းပစ္စည်းထုတ်လုပ်ရေးကိုလျှော့စစ်ပတ်အတွက်အကုန်ပုံပေးနေတယ်။ဒါအပြင်သူတို့ကအီရန်၊မြောက်ကိုရီးယားတို့စီကလက်နက်တွေဝယ်ယူသုံးစွဲပြီးသူတို့ရဲ့ဂုံထုတ်လုပ်မှုလိုအပ်ချက်ကိုဖြည့်သိမ်းနေတာ။ဆိုတော့သူတို့ရဲ့စီးပွားရေးတာကျန်းမာတယ်လို့ပြောလို့မရပါပဲ။ဒီစစ်ပွဲကိုဆက်ထင်းထားနိုင်လောက်တဲ့အခြေအနေမှာတော့ရှိနေတော့ပဲ။ဒါဆိုဝါရဖြန့်ချီနဲ့နိုင်ငံရေးညီမှန်းချက်တွေဘက်ကိုကြည့်ကြအောင် ။ဩဒစာကိုတိုင်းပိုင်မယ်ဆိုတဲ့ယူရှားဝါဒဖြန့်သမားတွေရဲ့ပြောဆိုချက်ဟာလုံးဝအခြေမြင့်မရှိဘူး။လက်တွေ့စစ်မြေပြင်အခြေအနေနဲ့လုံးဝဂင်းကွာနေတယ်။ဒါကသူတို့ရဲ့အချက်တဲကိုပြနေတာပဲ။သူတို့ရဲ့ပင်လယ်နဲ့ဇာကန်ဟာစိတ်ကမ်းမှာပဲပြင်ပြီးပြီးဂုံးရည်နှစ်တွယ်ချီတက်စစ်စင်ရခီးတခုလှုပ်ဖို့ဆိုတာလက်တွေမှာမဖြစ်နိုင်တော့ဘူးလေ။ယူကရိန်းရဲ့မောင်းနှမရေရန်တွေကသူတို့ရဲ့ရေတက်ကိုရောဂုံသွေးတင်ပေါ်တွေကိုပါချင်းချောက်နေတာ ီလိုခြေနေမှာဩဒစာကိုတိမ့်မဲ့လို့ပြောတာဟာစစ်မြေရင့်ကအခြေအနေမှန်ကိုဖုံးကွယ်ပြီးပြည်တွင်းပြည်တက်ကိုစိတ်တက်တက်ကြွအောင်လုပ်တဲ့ဟန်ပြတက်တက်ပဲဒီနေ့အဖေသူတို့မှာတကယ်စစ်မြေပြင်အောက်ဘက်တွေမှာပေါ်ဆောင်နိုင်တော့တဲ့အတွက်စကားလုံးနေတဲ့စစ်တိုင်းနေရတာဒါဟာသူတို့ရဲ့စစ်ရဲအယောက်အကန့်တက်တည်ရှိနေပြီဆိုတာကိုဝေမခန့်ခြင်းတဲ့လက္ခဏာတစ်ခုလို့ကျွန်မမြင်နေရှင်အဲအဲ့ဒီအချက်ကတော့စိတ်ဝင်စားစရာပဲဆိုအိုဒက်ဆာကိုတိမ့်မယ်ဆိုတဲ့ချင်းချောက်မှုဟာစစ်ရဲအယောက်တကယ်လုတ်ဖို့ထက် ညီနိုင်ရဲ့စားဝဲပေါ်မှာယူကရိန်းကိုဖျားပေးဖို့တက်တက်ဆိုတဲ့သဘောလားဟုတ်တယ်အတိအကျပဲကျွန်တော်လည်းအဲ့ဒီလိုမြင်တယ်ဝါရဖြောင်းမှုဆိုတာစစ်ကွဲရဲ့ကိရိယာတစ်ခုပဲလေသူတို့ရဲ့တကယ်ရည်မှန်းချက်ကအော်ဒက်စာကိုစစ်ရဲရာတင်ပိုက်ခုဖြစ်ချင်မှဖြစ်မှာဒါမင်းဒီလိုချင်းချောက်မှုတွေလှုပ်ချင်အပြင်ယူကရိန်းကိုစစ်ရဲရာအပီးတိုင်အနိုင်ယူဖို့ထက်နိုင်ငံရေးအရာအရှုတ်ပေးလောက်အောင်ဖိအားပေးဖို့ဖြစ်နိုင်တယ်ဥပမာအော်ဒက်စာကိုချင်းချောက်ချင်းအပြင်ယူကရိန်းကသူ့လက်တက်တီကို ဲ့ဒီဒေသမှာအများပြားခြားထားရအောင်လုပ်ပြီးအရှိဘဒွန်ဘတ်ဒွန်ဘတ်တဲဘွေးတွေကိုအင်အားရော့တော့အောင်လုပ်တာမျိုးပေါ့ဒါပြင်အထူးသဖြင့်ဒွန်ဘတ်ဒေသကိုယူရှားပိုင်အဖြစ်အတိမတ်ပြုလာအောင်နဲ့နေတိုးဖွဲ့ဝင်မဖြစ်ရေးကိုအာမခံချက်ရဖို့အတွက်နိုင်ငံတကာနိုင်ငံရေးစက်ခုံမှာဖျားပေးနေတာစစ်မြေပြင်ကတိုက်ပွဲတွေအထူးသဖြင့်ယူကရိန်းရဲ့အရက်ပတ်အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်တာတွေဟာဒီနိုင်ငံရေးယီမန်းကျက်တွေအားဖြည့်ပေးတဲ့နီလန်တစ်ခုပဲဒါကြောင့်အော်ဒက်ဆာကိုတကယ်မတိန်နိုင်တာကအရေးမကြီးဘူး အရေးကြီးတာကအဲ့လိုလုံနိုင်တယ်လို့ချင်းချောက်ချင်းအားဖြင့်ယူကရိန်းနဲ့တူမဟာမိတ်တွေကိုစစ်ဆင်ညီနိုင်ရေးစားပွဲဝိုင်းစီကိုဆွဲခေါ်ဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်ဗျာဒီနေ့ဆွေးနွေးချက်တွေကိုခြုံငုံကြည့်ရင်တော့ရရှာတပ်ဖွဲ့ရာစစ်မီပြင်မာရောပြည်တွင်းမှာပါကြီးမားတဲ့အကြောင်းတွေနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတာထင်ရှားပါတယ်သူတို့ရဲ့ကမာနန်ကွန်ထရိုးစနစ်ကခစ်သစ်စစ်ပွဲပုံစံကို လိုက်မမီနိုင်တော့ဘူး ထောက်ပံ့ရေးကွင်းဆက်တွေကအားနည်းနေပြီးစီးပွားရေးကလည်းရေရှည်စစ်ပွဲရဲ့တန်ကိုမခံနိုင်တော့တဲ့လက္ခဏာတွေပြနေတယ်။ဒါတွေအားလုံးကိုစူးစီးကြည့်ရင်ရုရှားရဲ့စစ်စင်ရေးတွေဟာလက်ရှိပုံစံအတိုင်းရေရှည်တည်တောင့်ဖို့ခက်ခဲတဲ့အခြေအနေကိုဥတည်နေတဲ့လို့ကျွန်မသုံးသပ်ချင်ပါတယ်ရှင်။တချွေတဲမှာပဲရုရှားရဲ့အယားမအင်အားအရင်မြင့်နဲ့မဟာဗီရူအမြောက်တိခါနိုင်စွမ်းကိုလည်းရှော့မတွက်တင်ဘူးဆိုတာကိုကျွန်တော်ထပ်ပြောချင်ပါတယ်ဗျ။သူတို့ကဆိုရှယ်မှုတွေကိုလက်ခံပြီးသူတို့ရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ယူကရိန်းကို အနောက်အိုးစုရဲ့ဩဇာခံမခင်အောင်တာစီရဲ့အတွက်အချိန်ဆွဲတိုက်ပွဲဝင်နေတာပါဆိုတော့ဒီစစ်ပွဲဟာဘဒုကအချိန်ပိုကြာကြာခံနိုင်မလဲဆိုတဲ့အင်အားပြိုင်ပွဲအဖြစ်ဆက်လက်တည်ရှိနေပြီးအဖြေကတော့ရှင်းရှင်းလင်းမရှိသေးပါဘူးစစ်မြေပြင်ကရှုံးလင်းမှုတွေရှိနေပေမဲ့သူတို့ရဲ့နိုင်ငံရေးညီမှန်းချက်တွေမပြောင်းလဲသေးရတော့ဒီစစ်ပွဲကိုရပ်တန့်မှာမဟုတ်သေးပါဘူးဟုတ်ပါတယ်ဒီလိုရှုထောင့်တစ်ခုစလုံးကိုချင်းချင်းတုံတက်ခြင်းအပြင် ယူကရိန်းစစ်ပွဲရဲ့ရှုပ်ထွေးပြီးဖပောင်းဆောင်ကရှုံငင်ရမယ့်အခြေအနေကိုပုံမနာနေနိုင်မှာဖြစ်ပါတယ်။ရုရှားရဲ့စွမ်းဆောင်ရည်ဟာတကယ်ပဲပြိုလဲခနီးပြီလား။ဒါမှမဟုတ်သူတို့ဟာဒီအခက်ခဲတွေကိုကြော်လွှားပြီးဆက်လက်တိုက်ပွဲဝင်နိုင်အောင်မလားဆိုတာကတော့အချိန်ငားမဲ့အဖြေပေးပါလိမ့်မယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆက်လက်လေးလာစရာများစွာကြံရှိနေပါသေးတယ်။ကြည့်ရှုနာရှင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေလို့ဆုတောင်းမေတ္တာမျှဝေပို့တာပေးလိုက်ပါရစေဗျာ။